မင်္ဂလာပါရှင်ဝတ္တမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်မှာ NASA ကတက်တွေနဲ့ရခိုင်လက်နက်ကန်အဖွဲ့အေအေကြမှာတိုက်ပွဲတွေဖြစ်လာခဲ့တာဟာရပ်ပေါင်း900ကျော်ပြီဖြစ်ပါတယ်ဒီရပ်ပေါင်း900ကျော်တိုက်ပွဲတွင်အခိုင်မာခံစစ်ပြင်ဆင်ထားတဲ့ NASA ကတက်စခန်းတွေကိုတိုက်ခိုက်ရှာမှာအေအေဘလောက်အထိထိခိုက်ကြဆုံးပွဲရှိနေတယ်လဲဆိုတဲ့အချက်ဖြင့်အေအေအဖွဲ့ရဲ့အတင်းကျပ်လူသစ်စုဆောင်မှုတွေကိုရခိုင်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေကဘလို့မျိုးသုံးသက်ပြောဆိုထားတဲ့ဆိုအကိုရုပ်သံပိုင်းမှာဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးဟိရခိုင်လက်ကန်အဖွဲ့အေအေဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းမှာစတင်ပြီးတော့နာဆာကတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာရခိုင်ပြည်နယ်အတွင်းလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာ ရပ်ပေါင်း900ကျော်လာခဲ့ပြီဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာရပ်ပေါင်း900ကျော်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းအေအေအဖွဲ့ဟာမြို့တချို့ထိန်းချုပ်နိုင်ခဲ့ပေမဲ့ထိခိုက်ကြဆုံးမှုပိုင်းမှာနာဆာကတပ်ဖွဲ့တွေကပုံမှန်များပြားနေတယ်လို့သိရပါတယ်။အေအေအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ထွန်မြန်နိုင်မြို့တွန်းအောင်တို့ဟာရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိသလိုတိုက်ပွဲတွေအတွင်းထိခိုက်သေးဆုံးတဲ့အရှိတ်အတွက်ကိုအပြင်ကိုပောက်ကြမှုမရှိအောင်တင်းကျပ်ထားလို့သိရပါတယ်။ တရားဖွဲ့ခေါင်းဆောင်တွေဟာထိခိုက်ကြဆုံးသူအရှိအတွက်ကိုလူအများသိရှိမှစိုးရိမ်နေပေမဲ့အေအေအဖွဲ့ရခိုင်ပြည်နယ်အတွင်အတင်းကျပ်လူသစ်စုဆောင်မှုတွေကို အရှိန်မြင့်လှုပ်ဆောင်နေရကြောင်းတိုက်ပွဲတွေအတွင်ရခိုင်လူမျိုးဘလောက်အထိထိခိုက်ကြဆုံးနေသလဲဆိုတာတယ်ဝိုက်ပြီးတော့ဖော်ပြနေရလဲဖြစ်ပါတယ်ရခိုင်လက်နက်ကန်အဖွဲ့အေအေဟာရခိုင်ပြည်နယ်လွတ်မြောက်ရေးနဲ့အဖရခိုင်နိုင်ငံစတဲ့ခေါင်းစဉ်တွေကိုတတ်ထားပြီးလူသစ်စုဆောင်မှုတွေစီယုံမှုတွေကိုလှုပ်ဆောင်ခဲ့ရာ ရခိုင်လူမျိုးတွေရဲ့အပိထောက်ခံမှုကို အထိုက်အလျောက်ရရှိခဲ့တဲ့အတွင်းမြန်မာနိုင်ငံရှိတိုင်းဒါလက်နက်ကန်အဖွဲ့တွေတဲမှဘာလက်နက်ကန်အဖွဲ့ပြီးရင်ဒုတိယအင်အားအများဆုံးဖြစ်ဖွယ်ရှိနေပါတယ်။ဒါပေမဲ့ရခိုင်လက်နက်ကန်အဖွဲ့အေအေကောင်းဆောင်တွေဟာစစ်မြေပြင်မှာကိုရိုင်းပါဝင်စစ်မတိုက်ရတဲ့အတွက်ကိုကျင်းစာစိမ်းနေပါပြီ။စစ်ပွဲအနိုင်ရရင်ပြီးရောပုံစံမျိုးနဲ့လူအင်အားအများပြားတုံးတိုက်ခိုက်ခဲ့ရအခိုင်အမာတိစောက်ထားတဲ့စစ်တပ်စခန်းတွေကို တိုက်ခိုက်ချိန်မှာ စကန်သိန်းယူနိုင်ပေမယ့်လူထိကိုက်တိုက်စုံးမှုပိုင်းမှာအေအေအခွဲဘက်ကပုံမများပြားနေရလို့သိရပါတယ်။ဒါကြောင့်လည်းရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ရပ်ပေါင်း900ကျော်ကြာတိုက်ပွဲတွေအတွင်အေအေတပ်ဖွဲ့ဝင်အ ਨੇ စုံ9000ခန့်ထိကိုက်ကြဆုံးပွဲရှိနေတယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလူမှုကွန်ရက်မှာဆွေးနွေးပြောဆိုနေသူတဦးဖြစ်တဲ့ကိုထိန်ကမိုးတောက်ချန်နယ်ရဲ့ဆက်သွယ်မေးမြန်းမှုကိုအခုလိုမျိုးတုံးသက်ပြောဆိုခဲ့ပါတယ်။ကျွန်တော်ကျွန်တော်စိတ်တွေအငြင်းကြရတော့အေအေတ ခုလက်ရှိသူတို့တိမ့်မိုက်တာရဲ့နေပြည်တော်အားလုံးမှာ၎င်းတို့အကြဆုံးမှုကကျွန်တော်အမြင်ပြောရမယ်ကျွန်တော်အထင်ပြောရမယ်ဆိုလေတော့အီရဲ့တိုက်ပုံဒီစနေရဆိုကျွန်တော်တို့ကကိုယ်ကြီးခံရဘူးပါဆိုတော့လေအဲကျွန်တော်အထင်ပြောရမယ်ဆိုတော့ဒီကောင်းနေဒီတောင်းနေငါတောင်းကြလာမှရှိမှာစင်တယ်အဲအဲ့လောက်တော့သွားမယ်အဲ့လောက်တော့သွားလိမ့်မယ်ဘာလို့ဆိုတော့အီရဲ့တိုက်ရင်သူကရင်တော့အီတက်တဲ့စနစ်က ရှေ့လူကြားနောက်လူတနက်ကောက်နောက်နောက်နောက်လူထက်ကြားနောက်လူတနက်ထက်ကောက်တနက်တက်လူသုံးကောက်အဲ့လိုမျိုးသွား။ဟောဟုတ်ဘူး။အဲ့လိုပုံစံထိုက်တာ။ဟုတ်ကဲ့။အကုန်တက်တာခလေးရခွေးရအကုန်တက်တာ။ဟာဟုတ်ကဲ့။အဲ့ဒါကိုရိဟုတ်ကဲ့။ပြီးတော့တက်ခတဲ့လူဖို့ရောမှာလေ။ပြစ်ခတဲ့တက်ခတဲ့လူဖို့ရောမှာကြောက်တတ်စီတယ်ကြာ။အေးအဲ့လိုလူတက်တိုင်းပဲတက်တာ။ဟာဟုတ်ကဲ့။ကျွန်တော်တို့ဘယ်နဲ့ ဖေးလက်နက်အဖွဲ့စည်းဘယ်လိုလဲလည်းမသိဘူးကျွန်တော်တို့ case ဆိုဟိုလက်နက်အဖွဲ့စည်းဟိုမူးစီဝါတို့ဒီလက်နက်အဖွဲ့စည်းမူးစီဝါတို့တွေ့တာတွေ့ရမြင်နာမြင်တယ်ဒါပေမဲ့အေးတော့မပေါ်ဘူးရှက်ပေါင်း900ကျော်တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင်အ ਨੇ စုံ9000ကန့်ထိခိုက်ကြဆုံးခဲ့မယ်ဆိုရင်တရက်ကိုရခိုင်လူမျိုးအ ਨੇ စုံ100ကန့်ဆုံးရှုံးနေခြင်းဖြစ်ရာစစ်ပွဲအချိန်ပုံမိုကြလာမယ်ဆိုရင် AA အဖွဲ့လုံရဲကြောင့်ရခိုင်လူမျိုးတွေအပြင်ရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့တခြားတိုင်းရင်းသားမျိုးနွယ်စုတွေ လူမျိုးတောင်းမှာဆိုရင်ရှားပဲရှိနေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းတွေက စိုက်ပျိုးရေးနဲ့တခြားစီးပွားရေးလုပ်ငန်းတွေကိုလောက်ကင်နိုင်ခြင်းမရှိခဲ့ရ။အလောက်ကအခွင့်အလမ်းရှားပါခြင်းကိုရင်ဆိုင်နေရတယ်လို့ပုတ်ကုံသွင်းကုန်ပိုင်းလည်းအရင်လောက်မကောင်းတဲ့အတွက်စားဝတ်နေရခက်ခဲရင်းစေဝါလုံလောက်မှုမရှိရပြဿနာတွေကိုရင်ဆိုင်နေရစေဖြစ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဖော်ဆောင်ခဲ့တဲ့ အေအဖွဲ့လုံရဲကြောင့် ရခိုင်လင်မျိုးတွေနဲ့တခြားတိုင်းရင်းသားတွေဟာစစ်တိုက်လို့မသိရင်တော့ငတ်သေးတာစေဝါပြက်လက်မှုတွေကြောင့်တိတ်ဆုံးရွယ်ရှိနေပါတယ်။နာဆာကရခိုင်လင်နဲ့ကအဖွဲ့အေအေနဲ့နှိုင်းရှင်ရင်စစ်လက်နဲ့ပစ္စည်းတလုံးကောင်းမွန်ခဲ့ရာနာဆာကထိန်းချုပ်ထားတဲ့တပ်စခန်းတွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းရှာမှာလူအင်ရအစမတန်တုံးရမှာဖြစ်တဲ့အတွက်အေအေအဖွဲ့ဝင်တွေထိခိုက်ကြဆုံးမှုပုံပေါ်များပြားနိုင်တယ်လို့လည်းရခိုင်အေအေတက်ကြွလှုပ်ရှားသူတအူကမိုးတောင်းမီဒီယာ channel ရဲ့မေးမြန်းမှုကို အခုလိုမျိုးပြောဆိုခဲ့ပိုးပါတယ်ဒီစစ်ပွဲကာလအတွင်းမှာတော်တော်ကိုဟိုပြင်းထန်တဲ့တိုက်ပွဲတွေဆင်နွှဲခဲ့ရတာဟုတ်ဗျအပြင်းထန်တဲ့တိုက်ပွဲတွေဆင်နွှဲခဲ့ရတဲ့အခါကျတော့ကျော်တို့ဒီကြာရှုံးတွေလည်းများတယ်ဗျနောက်နှစ်ဖက်လုံးများတယ်ဗျနော်အဲများတဲ့အခါကျတော့လေစစ်ကောင်စီကိုဆက်ပြီးတော့ပြားပစ်ဖို့အတွက်ဆိုလို့ရှိရင်အဲဒီဘက်မှာလုံလောက်တဲ့လူငါရှိဖို့လိုတာဟုတ်ဗျ အဲလုံလောက်တဲ့လူငါရှိဖို့အတွက်ဒီလိုအတင်းအရမစစ်သားဆူဆောင်းတာတွေလုပ်တာပေါ့ဗျာအဲဘလောက်ဒီကြာဆုံးသွားနိုင်လဲဆိုတော့အဲကျွန်တော်တို့ဟိုပါပေါ့နော်အဲသိတဲ့ဟာမျိုးလောက်ကျွန်တော်ပြောမယ်ကျွန်တော်ဒီမိဝတိုက်ပွဲမှာဆိုလို့ရှိရင်ပဲအဲတိုက်ပွဲတစ်ခုတည်းမှာပဲကိုအဲလူ600ကျော်လောက်ကြာဆုံးရပြန်နော် ောက်တော့ဒီကြောက်တော်ဌာနအချုပ်ကိုတိုက်တဲ့အချိန်မှာလည်းပဲလူ900ကျော်လောက်ကြာရှုံးနေဗျာဆိုတော့ဒါကတိုက်ပွဲနှစ်ခုပေါ့ဗျာတိုက်ပွဲနှစ်ခုမှာအဲ့လောက်ကြာရှုံးနေဗျာအဲ့တော့ရခိုင်ပြည်တလောမှာဖြစ်ပွဲဖြစ်ပွားခဲ့တဲ့နော်ဒီတိုက်ပွဲအရေးအတွက်နဲ့နှိုင်းရှင်လိုက်ပေါ့ဗျာဒီပြန်မြချကြည့်ပေါ့ဆိုတော့အဲ့ဒါဆိုရင်ဘလောက်ကြာရှုံးလဲဆိုတာခံမှန်းလို့ရတာပါဒီကြာဆုံးတဲ့စင်းအတိကျဒါထုတ်ပြန်လို့ရှိရင် ဒီတော်လင်ရေးပေါ်မှာရခိုင်လူမျိုးတွေကိုယ်တိုင်ကဝေဝါလာရရှိနိုင်တယ်။အဲနောက်တစ်ခါဒီကျန်တဲ့အဲဒီတော်လင်အင်အားစုတွေပေါ်မှာလည်းအနေနဲ့အများရိုက်ခတ်မှုတွေရှိနိုင်တယ်။အခုပြည်သူထုထင်ထားတာကအဲအေးဆိုရင်ဟိုစူပါမန်လိုလိုပါဝါရင်ဂျာလိုထင်ထားတာကိုအများစမ်းသပ်ကြည့်ပြန်တော့ဒီစစ်ကောင်စီကအေးထက် ဒီဒီဟိုလက်နဲ့အင်အားအင်မတန်တာလုံးနေကြနောက်တော့ကအခုအချိန်မှာသူကခံဆက်ကြအဲတေးကြပြင်ဆင်ထားတာကြเนาะနောက်တော့ကသူကလေချောင်းနဲ့သုံးနိုင်တယ်အဲတော့အဲ့လိုဈားတွေကမှဝင်တိုက်ရတာဆိုရင်သူဘယ်လောက်ကြမလဲဆိုတာခင်ဗျာခံမလို့ရတာပဲတကယ်တော့ဒေတာတိုက်ပွဲတည်เนาะဒါ viewer အထက်စာလို့ရှိရင်တကယ်လူရင်းမိတိုက်တဲ့တိုက်ပွဲကြเนาะရခိုင်နေအများကြီးကြုံကြတယ် ဲသူတို့ကဒီပါဗျအဲတကယ်ရှိကြလားဆိုတော့အဲရှိကြတယ်ဗျအဲသူတို့ကဒီစစ်အောင်နိုင်ရေးကိုပဲဒီဦးစားပေးပြီးသွားတယ်ပေါ့ဗျာအဲရခိုင်ပြည်ကိုရခိုင်ပြည်ပဲပိုင်ရမယ်ဆိုရဲအဟာမျိုးကိုပဲဦးစားပေးပြီးသွားတယ်ဒီကျော်တို့ဒီအသက်ဒီပါတီသူတို့ကထက်ချင်းသားပေါ့မရဘူးဗျာနော်ဘာကလေးတွေအများကြီးကြဆုံးနေကြကြဆုံးနေတယ်တချို့လဲကြောက်လန့်ပြီးဖက်ပြေးကုန်နေကြနော် ဟုတ်ကဲ့ဟုတ်ကဲ့တိမ်ကောင်းရဲ့အဲ့လိုတကယ်ပဲဖြစ်ပုံလေးတော့ဝမ်းနေပါဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဒီစစ်ကိုချင်းကတဲ့ခါမှာအဲကျွန်တော်ဒီအထူးကအ ਨੇ ဆုံးနဲ့အောင်မြင်မှုအများဆုံးရမယ့်လမ်းကိုရွေးရမှာဗျအခုကျတော့ကျွန်တော်အောင်ပွဲတော့ရတယ်ဒါပေမဲ့ကျွန်တော်ပေးဆက်လိုက်ရတဲ့ဟာကအောင်ပွဲတက်ပြီးတော့ညားနေတယ်ဗျဟုတ်ကဲ့ဒီတက်ပြီးအများကြီးရင် လက်ရှိချိန်မှာထုံးမြတ်နိုင်တဲ့ညိုထုံးအောင်တို့ဦးဆောင်တဲ့အေအေအဖွဲ့ဟာတိုက်ပွဲအတွင်ထိခိုက်ကြဆုံးခဲ့သူတွေနဲ့ပတ်သက်ပြီးတော့မိသားစုတွေအပေါ်တစုံတရာတာဝန်ယူခြင်းမရှိပဲအတင်းအကျပ်လူသေစုစားမှုတွေကိုပုံမလုံဆောင်ခဲ့ရရခိုင်လူမျိုးတွေကြားထဲမှာလည်းအေအေအဖွဲ့အပေါ်မကျေနပ်မှုမြင့်တက်လာနေရလို့သိရပါတယ်အေအေအဖွဲ့ခေါင်းဆောင်တွေရဲ့လှုပ်ရက်တွေဟာမျိုးတွေကိုမထိန်ချုံနိုင်ခင် အချိန်ကထက်နှိုင်းရှင်ရင်လက်ရှိအချိန်မှာကိုလူမျိုးအချင်းချင်းဘိုးကြအနိုင်ကျင့်နာတွေများပြားလာနေပြီးတော့ အေအဖွဲ့ထိန်းချုပ်မှုအောက်မှာမနေထိုင်လိုသူအရေအတွက်ပုံမများပြားလာနေရလို့သိရပါတယ်။အေအဖွဲ့ခေါင်းဆောင်တွေဟာရခိုင်ပြည်သူတွေရဲ့စင်တာနဲ့သဘောထားကိုမျက်ွယ်ပြုပြီးအတင်းကျပ်လိုသည့်စူးစမ်းမှုတွေအချိန်မြင့်လှုပ်ဆောင်လာခဲ့ရာတားတယ်မိခင်တွေလည်းတောကပင်လယ်ဝင်နေကြရလို့သိရပါတယ်။အေအဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းနေထိုင်သူအလုံးရဲ့စင်တာကိုမျက်ွယ်ပြုပြီးအမျိုးသားကကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ NDEP နဲ့ပတ်သက်တဲ့အသေးစိတ်ကိုလူသိရှင်ကြားထုတ်ပြန်တာမျိုးမရှိဘူးလို့သိရပါတယ်။ရခိုင်နိုင်ငံရေးသမားတူကရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူတွေဟာအေးအေးလုတ်သမျှခံရမှာပဲ။ရခိုင်လူမျိုးတွေဟာခြံထဲကကြက်ပဲကြိုက်ကြိုက်မကြိုက်ကြိုက်ခံရမှာပဲ။စစ်သားစုဆောင်ရမှာတိုင်ရင်တယောက်လို့ပြောနေကြပေမဲ့တိကျတဲ့ထုတ်ပြန်ချက်မရှိသေးဘူးလေ။ဒီတော့အေးအဖွဲကလှုပ်ဆောင်မဲ့စစ်သားစုဆောင်မှုတွေကအာဂတိတွေပါလာမယ်။အေးအဖွဲနဲ့တင်းမြတ်သူတွေကိုခြံထားမယ်။ အများဆုံးခင်ရမှာကကြောမွဲတွေပေါ့အေးအဖွဲဝင်ကြီးအမြင်ကက်သူတွေပေါ့အေးအဖွဲဟာအခုလိုမျိုးတရားလက်လွတ်လုပ်နေရင်တစ်ချိန်မှာပြူသူအောင်ကြမှုနဲ့ရင်ဆိုင်ရှာလိမ့်မယ်ခေကာလအချိန်ခါနဲ့အခြေအနေကိုမစင်စားပဲ Istray Junior မျိုးဖြစ်တယ် Istray ကနိုင်ငံစားထူတောင်တုံးကပြည်သူအလုံးစစ်မှုတပ်စနစ်ကိုကျင့်သုံးကြအမှန်နဲ့ဒါပေမဲ့အဲ့ဒီချိန်တုန်းက Istray အစိုးရတာဝန်ရှိသူတွေကပြည်သူလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခဲ့တယ်ပြည်သူကိုအငတ်ထားပြီးစစ်မှုထိုင်းခိုင်းတာမျိုးမဟုတ်ဘူး အခုအေရအဖွဲကပြည်သူကိုအငတ်ထားပြီးစစ်မှုထမ်းခိုင်းနေရ။ ISD ကနိုင်ငံစားထူတောင်တုံးကပြည်သူကို နိုင်ထည့်စင်းနေမလောက်ဘူး။အခုအေရအဖွဲကရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူတွေကိုနိုင်ထည့်စင်းနေလှုပ်ဆောင်တာမျိုးကနားနဲ့မဆက်အောင်ကြားနေကြတယ်။အခုအေရအဖွဲအမျိုးသားရေးကိုအကြောင်းပြပြီးကိုကျိုးအာနာတိဆောက်ဖို့အတွက်ရိုးသားတဲ့ရခိုင်လူမျိုးတွေကိုခြနေနေရမျိုးဖြစ်နေရဲ့။ရခိုင်ပြည်နယ်အတွင်းမှာအခွင့်အဒုကန်လူတစုကသူတို့အာနာကိုတိဆောက်နေကြဖြစ်တယ်။ ရခိုင်ပြည်နယ်အတွင်းဒီပုံစံအတိုင်းဆက်သွားရင်လက်နက်ကင်ပုံကံမှုတွေမဖြစ်လာရင်တော့နိုင်ငံရေးအောင်ကြွမှုကတော့ကျင်းသေးဖြစ်လာပဲရှိပါတယ်။အေအဖွဲ့ပေါ်ရခိုင်လူတို့ရဲ့ယုံကြည်မှုတွေကတဖြည်းဖြည်းနဲ့နာကျင်မှုတွေကိုပြောင်းလဲလာကုန်ပြီဆိုပြီးတော့ပြောပါတယ်။အေအအဖွဲ့ကထုတ်ပြန်ခဲ့တဲ့ NDEP ပြဋ္ဌာန်းချက်ထဲမှာအမျိုးသားဆိုရင်အသက်16နှစ်ကအသက်45နှစ်အတွင်းအမျိုးသမီးဖြစ်ရင်တော့အသက်16နှစ်ကနေ25နှစ်အထိ အေအေတပ်ဖွဲ့ဝင်အဖြစ်ပါဝင်စစ်မှုထမ်းရမယ်လို့ဖော်ပြထားရအသက်25နှစ်အတွင်းရှိမိခင်တွေလည်းမိမိရဲ့သားသမီးတွေကိုစွန့်လွတ်ပြီးအတင်းကျပ်စစ်မှုထမ်းရမယ်အခြေအနေမျိုးရှိနေတယ်လို့ဆိုနိုင်ပါတယ်အေအေအဖွဲ့ခေါင်းဆောင်တွေဟာကိုရိုင်းသာစစ်ပွဲမှာပါဝင်တိုက်ခိုက်ခြင်းမရှိပေမယ့်အေအေအဖွဲ့တွေအတင်းကျပ်လူသစ်စုဆောင်ထားသူတွေကို55ရက်ကြာစစ်တင်တန်းပေးပြီးရှေ့တန်းစစ်မြေပြင်ကိုဆဲလွတ်နေရစီးရဲအတွေ့အကြုံမရင်ကျက်တဲ့အတွက်ထိခိုက်တိုက်စုံမှုများပြားနိုင်ပြီး အချိန်ကြာလာနေအများမိသားစုပြိုကွဲရမယ့်အခြေအနေမျိုးရင်ဆိုင်ရောက်ပဲရှိနေပါရဲ့ရှင်